င်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆမ်းပါ DBB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကရင်ပြည်နယ်ကကရင်လက်နက်ကိုင်သုံးဘွဲ့တွစ်ဆုံဆွနုပွဲတစ်ခုကိုကရင်ပြည်နယ် BGF အမှတ်နှစ်စစ်ဒေသဌာနချုပ်တက်ကတိကျေးရွာရှိရုံးခန်းနေရာမှာစက်တင်ဘာလ28ရက်နေ့ကပြုလုပ်ခဲ့ကြပါတယ်ဆွနုပွဲမှာနေကြဆောင်တပ် BGF KNA ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKPA နဲ့ကရင်ငြိမ်းချမ်းရေးကောင်စီ PC တို့ဟာငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ BGF ကနေဘက်ကအထွေထွေအတွေ့အမှုချုပ်ပုံမှုချုပ်စောချစ်သူအမတ်နှစ်စစ်ဒေသစစ်စေးရေးမှုပုံမှုချုပ်စောတေဝင်းအမတ်လေးစစ်ဒေသစစ်စေးရေးမှုပုံမှုချုပ်စောမုတ်တုံနဲ့တပ်မှုတချို့တက်ရောက်ခဲ့ကြပါတယ်။ DKPA ဘက်ကစစ်ဦးစီးချုပ်ပုံချုပ်ကြီးစောစတီ ဒုစစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးစောရွှေဝစစ်ဦးစီးအရာရှိချုပ်ဗိုလ်ချုပ်စောဆက်အောင်တို့နဲ့ကရင်ငိမ့်ကျေးကောင်စီ PC ဘက်ကဒုဥက္ကဋ္ဌဒေါက်တာ နော့ကပေါ်ထူးနဲ့တပ်မှုတချို့လည်းပါဝင်တက်ရောက်ခဲ့ကြပါတယ်ရှင်ဒီတွေမှာဆက်ယုံလုံသမားတွေအပြင်ပုတ်ကလစ်ကအလုပ်တွေမှာအောက်ခြေအလုပ်လုပ်ကိုင်တဲ့လုပ်သားတွေဟာကုန်စည်နှုတ်ကြီးတာကြောင့်လောက်ခလာစားနဲ့မလောက်မငှရက်တီနေကြရပါတယ်ဆဲသည့်သတင်းပေးပို့ထားပါတယ်ရှင်။ ပြည်တွင်းကအလုတ်ယုံအများစုဟာအလုတ်သမားတွေကိုပေးတဲ့အခြေခံလုပ်အားကနည်းပါတာအချိန်ပိုလုံးမလုံလောက်စင်မဲ့လောကပေးတာမျိုးကြောင့်အခြေခံလုပ်သမားတွေဟာလစဉ်မလောက်မငါရက်တည်နေရတယ်လို့ပြောပါဗျ။ဆက်ရုံအလုတ်ယုံတွေကတင်းလှကနေတောက်ကြနေသည့်အချိန်ပိုကိုခွင့်ပြုမိတ်ထပ်ပို့ခိုင်းတာပေးရက်တွေမှာအချိန်ပိုညအထိစင်ခိုင်းတာနေရောညပါနားချိန်အနည်းငယ်သာရပြီးလောကနည်းနည်းနဲ့အလုတ်သမားတွေကိုခန်းပုံဖြတ်တာတွေရှိတယ်လို့အလုတ်သမားရဲ့ကွန်ကြီးပေးသူတွေကပြောပါဗျ။ ဆက်ယုံလုံယုံမှာလုတ်တဲ့အလုသမားတွေရဲ့လုံခြုံရေးတွေကလည်းတကယ်တမ်းဆိုရင်တော့အမှတ်ခံချက်မရှိဘူး။နော်အဲ့တော့ကို့အလုသမားတွေကလည်းဒီဆက်ယုံလုံယုံတွေမှာရှိတယ်ဆိုရင်ကျွန်တော်တို့ကတည်ရင်ရှက်လက်ကိုဟလာအမြဲတမ်းနားဆွနေရမှာပေါ့လေ။အဲ့တော့လောက်ခလာစာကအစဒီကျွန်တော်တို့ရဲ့ဟိုမြန်မာနိုင်ငံမှာရှိတဲ့ဈေးနှုန်းတွေကအစရမ်းမြင့်တက်လာတာ။အဲ့ဆိုစီးပွားရေးပတ်စုံမှုတွေကနိုင်ငံတကာကဟိုပတ်စုံမှုတွေအများကြီးဖြစ်လာတဲ့အမေရိကန်ကပတ်စုံမှုတွေများလာတဲ့အခွန်တိုးကောက်မှုတွေများလာတဲ့အဲ့တော့အခွန်တိုးကောက်မှုတွေများလာတဲ့ခါကျတော့အလုသမားတွေစီကရတဲ့ပတ်စံနဲ့ ဒီရင်းနှီးမြှုပ်နှံမှုတွေကအလုသမောက်စီကရတဲ့ပတ်စံနဲ့တင်ပြီးတော့အလုသမောက်စီကရမယ်ပေးရမယ်ပတ်စံကိုဖြတ်တောက်ပြီးတော့မှနိုင်ငံခြားသားအလုရှင်တွေကအဲလုတ်တဲ့ဟာမျိုးတွေရှိတာပေါ့လေအဲ့တော့ဒါတွေကိုလည်းအလုသမောက်တွေကသိရှိပြီးတော့သတင်းတွေကိုနားဆွန့်နေဖို့လိုအပ်တယ်ဒီကာလကလေပြည်တွင်းကအလုသမောက်တွေဟာတရက်ကိုအခြေခံလောကအနည်းဆုံးငွေကျပ်တသားအတာရတဲ့အတွက်တလားကိုမြန်မာငွေကျပ်2သိန်းကနေ3သိန်းဝန်းကျင်နဲ့ရပ်တည်နေကြရတာဖြစ်ပါတယ် ကိုဗစ်ကာလနဲ့စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်လူငယ်တွေအတွက်လောက်ကန်ခွင့်လန်းပိုရှားပါလာပြီးတလားတလားဝင်ဝင်နဲ့အတုံးစိတ်လောင်းကောင်ရက်တည်နေရတယ်လို့ရန်ကုန်မြို့ကပေါကလိကဝန်ထမ်းတယောက်ကပြောပါတယ်ဟုတ်စီရတော့ပြည်ထဲမှာပဲဟိုတယ်ဝန်ထမ်းလုပ်နေတာပေါ့ပြီးတော့တလောက်ဝင်ဝင်ဘယ်လိုစီမံခန့်ခွဲလဲဆိုလို့ရှိရင်အာရတဲ့လာကနဲ့ဒီမှာဈေးကြီးကငင်းတာပေါ့နော်ရတဲ့လာကအိမ်ပိုးကနည်းငယ်ရဲ့ဒီမှာ အဲ့တော့တတလာတုံးစီရေဒီလိုနဲ့ပဲလက်ပတ်နေရပေါ့အဲ့တော့ဒီစုမျိုးစုမျိုးဘက်တော့မရောက်ဘူးပေါ့နော်လူငယ်တယောက်အနေနဲ့အိမ်မက်တွေနားလက်တွေကြောင်းပြောရမယ်ဆိုရင်တော့အရင်ကိုဗစ်မတိုင်ကမျောလင်းတာရတော့အများကြီးပေါ့ကိုဗစ်တည်းရောဒီအနာတညာရောနဲ့ဘာမှမဘာနာတမှကိုမမြင်နိုင်မမျောလင်းနိုင်အောင်ရှင်းနေတာပေါ့ဒီလိုပဲကျုံဒီလိုလေးပဲရှင်းဆက်အဲ့လိုပဲဖြစ်သွားတော့တာပေါ့ ပြည်ပမှာအခုလိုဝင်ငွေကျပ်တိုက်တဲ့အခြေအနေကြောင့်အခြေခံလုံသမားတွေဟာနိစ္စရာအင်းနည်းချင်းနိုင်ငံတွေနဲ့ပြပအလုပ်တွေကိုပိုပြီးရွေးချယ်လာကြတယ်လို့ပြပအလုပ်ကိုင်အေဂျင်စီတွေကပြောပါလေ။တစ်ဖက်မှာလည်းအနာသိန်းစစ်ကောင်ဆောင်ကပြည်ပမှာလုံသားလိုအပ်ချက်ရှိကြောင်းပြောနေတယ်လို့စစ်မှုရန်အသက်အကျုံးဝင်တဲ့အမျိုးသားတွေအပါအဝင်ပြပအလုပ်သမားဆေးလွတ်တာကိုနီလန်ပေါင်းစုံနဲ့ထိန်းချုပ်ကန့်သက်ထားပါတယ်။ကျွန်တော်ဇွဲသက်ပါ။ မုံတိုင်းကျောက်ပင်လယ်ပြင်မှာကြားဖောင်ပြက်ပြီးမျိုးပါလာတဲ့ ARD တိုင်းကကြားဖောင် လုတ်သားတွေဟာမွန်ပြည်နယ်ပေါင်နဲ့ချောင်းဆုံမြို့နယ်တွေထိရောက်ရှိလာတဲ့အတွက်ကုညီကယ်ဆယ်ထားတယ်လို့ဒေသခံတွေစီကသိရပါတယ်စတေမလာ24ရက်ညနေပိုင်းကပင်လယ်ပြင်မှာကြားဖောင်နေတဲ့ဒူမျိုးပါလာကြတဲ့ရေလုတ်သားအယောက်40ကျော်ကိုဒေသခံရွာသားတွေက တွေ့ရှိခဲ့တာပါ ရေလုတ်သားတွေဟာ AR တိုင်းထဲကအမာဖြာပုံငပုတော့အိမ်မဲနဲ့ရေကြီးမြို့နယ်တွေက ဖြစ်ကြတယ်လို့သိရပါတယ်လက်တလုံးမှာရေလုတ်သားတွေနေထိုင်စားသောက်ဖို့ခြေရွာရက်သားတွေကဝိုင်းဝန်းကူညီပေးထားပြီးမွန်ပြည်နယ်ချောင်းဆုံနဲ့ပေါင်းမြုံနယ်ဘက်ကအုတ်ချုပ်ရေးတာဝန်ရှိသူတွေက ARD တိုင်းဘက်ကိုရေလုတ်သားတွေပြန်လာရေးချက်ဆက်ဆောင်ရွက်နေတယ်လို့သိရပါတယ်ရှင်။ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆမ်းပါရှင်